အားလုံးပဲမင်္ဂလာပါခင်ဗျာယနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်အတွက် အရင်အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ကြောက်ကအကြောင်းကိုဘုဟုရဏအနေဖြင့်မျက်ရွှေတငယ်ခြင်းတို့ကိုမျှဝေပေးချင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးဟာမျက်ရွှေတို့အတွက်အကျိုးမရုပ်စေရပါဘူးဒါကြောင့်ကြောက်ကယောဂာနဲ့ကြောက်ကကင်စာကနေကင်းဝေးနိုင်အောင်ဗီဒီယိုကိုအဆုံးထိကြည့်ပေးဖို့တောင်းဆိုပါရစေဒါဆိုရင်တော့ကြောက်ကဆိုတာဘာလဲဘယ်တော့အလုံးလောက်တာလဲဘာကြောင့်အရေးကြီးတာလဲဆိုတာကို သိရှိသွားမှာပါကြောက်ကနန်ရိုးတွေရဲ့အောက်ဘက်နားမှာရှိတဲ့လက်သီးဆုပ်အရွယ်ကိုတွင်းအင်္ကာအစက်အပိုင်းမှာကျော်ရိုးရဲ့တပတ်တစ်ချက်စီမှာရှိကြပါတယ်ကြောက်ကကခန္ဓာကိုယ်ရဲ့အလော့အများဆုံးအစက်အပိုင်းတစ်ခုဆိုလဲမမားပါဘူးကြောက်ကအကြောင်းလေးမတင်ဆက်ခင်မှာကျွန်တော်ရဲ့ Happy Happy Vibe Channel ဟာလူတိုင်းအတွက်ကျန်းမာရေးအသိပညာအဟုသားလေးတွေကိုတပတ်လည်အကြောင်းအရာလေးပုံလုံးဗီဒီယိုပုံမှန်တင်ပေးနေတာဖြစ်တဲ့အတွက် ဗီဒီယိုတွေတင်တာသိရှိနိုင်အောင် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာဒီဗီဒီယိုလေးမှာလည်း comment မှတ်ပြီး mention တဲ့အကြောင်းအရာလေးတွေကိုမှန်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာခန္ဓာကိုယ်အတွင်းကစောက်ကရဲ့လုပ်ငန်းတာဝန်တွေကတော့နံပါတ်1သွေးတန့်စင်သေးခြင်းကြောက်ကကသွေးထက်ကအညစ်အကြေးတွေအဆေးအတောက်တွေကိုစစ်ထုတ်ပေးပါတယ်ဒီလိုစစ်ထုတ်ပြီးရင်အဆေးအတောက်တွေကိုစီးရဖြစ်နဲ့ခန္ဓာကိုယ်ပြင်ပကို ဆိုထုတ်ပေးပါတယ်။အဲ့ဒါတွေအပြင်ကြောက်ကကကိုတွင်းဗီအိဘဝနာကိုထင်းကြီးပေးပြီးဝိုဒစီယံဘဝနာကိုလည်းထင်းကြီးပေးပါတယ်။ဟော်မုန်းတွေကိုထုတ်လုပ်ပေးပြီးတွဲပေါင်ခြင်းကိုထင်းကြီးပေးတယ်လို့တွင်းဒီဦးဆဲတွေထုတ်လုပ်မှုကိုလည်းထင်းကြီးပေးပါတယ်။အယိုးတွေတန်မာစီပြီးစက်သားတွေအကောင်းဆုံးလုံးကောင်းမှုတွေရရှိစေဖို့အတွက်လည်းကယ်လစီယံကိုဆွတ်ယူနိုင်စေဖို့ဗီတာမင်ဒီဖြစ်ပေါ်အောင်လို့ဆော်ပေးပါတယ်။ဒီတော့တောက်ကအများကြီးကိုယူထားမှာတော့ ခန္ဓာကိုယ်တစ်ခုလုံးကြားမှာဖို့အတွက်ဆိုကြောက်ကကြားမှာဖို့ကမရှိမဖြစ်လို့အပ်မယ်ဆိုတာထွေထွေထူးထူးပြောနေစရာမလိုအောင်ပါပဲအနှဲ့ခန္ဓာကိုယ်ရဲ့ရေတက်နဲ့တက်စားနေတာမှုကိုထိမ့်ပြီးပေးရှင်းကြောက်ကကခန္ဓာကိုယ်ရဲ့ကရေတက်နဲ့တက်စားတွေကိုမျှတအောင်ထိမ့်ပြီးပေးပါတယ်ဒါမှလည်းခန္ဓာကိုယ်ကပုံမှန်လည်းပတ်နိုင်ပါပါနံပါတ်3ပေးပောင်ချိန်ကိုထိညိပေးခြင်းကြောက်ကကပေးပောင်ချိန်ကိုထိညိပေးတဲ့နေရာမှာလဲအရေးပါပါတယ် ပြေပောင်ချိန်မျက်နှာကိုထိမ့်ပြီးတဲ့ဟော်မုန်းတွေကိုထုတ်လုပ်ပေးပါတယ်။နံပါတ်၄သွေးနီဥစဲများထုတ်လုပ်မှုကိုအားပေးခြင်းကြောက်ကကသွေးနီဥစဲတွေထုတ်လုပ်မှုကိုအားပေးတဲ့ဟော်မုန်းတွေကိုလည်းထုတ်ပေးပါရစေခင်ဗျာ။တင်းရဲ့ကြောက်ကပျက်စီးနေပြီဆိုရင်ယခုဖော်ပြမယ့်လက္ခဏာမျိုးတွေစတင်ခံစားရလိမ့်ရှိပါတယ်။အာယုံဆက်ရခတ်နေမယ်။ရှီကုံလက်ပန်းကျနေမယ်။အကြောင်းရင်းတေချာမရှိပဲပြင်ပန်းနေမယ်။အဆက်မှုဆံရပြဿနာတွေရှိမယ်။ အသားတွေ၆တွဲရရမယ်စီးခဏခဏသွားနေရမယ်စီးသေးသွေးပါမယ်စီးမှာအမြုပ်တွေထမယ်ခြေစစ်လက်စစ်တွေရောင်းမယ်အစားစားခြေစိတ်နဲမယ်ကြွက်တက်မယ်မြက်အိတ်တွေမှုနေမယ်စားတဲ့လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ကြောက်ကကျမှရေးအားနည်းနေပါပြီကြောက်ကယောဂါရှိနေပြီလို့တန်ရရတွေဖြစ်လာပြီဆိုရင်တော့တခုဖော်ပြမဲ့အစားအစာတွေကိုဆော့စားပါဒါမှမဟုတ်ရှောင်စားနိုင်ရင်အကောင်းဆုံးပါပဲ။ အကြောင်းကတော့ကြောက်ကပျက်စီးမှုကိုပိုဆိုးသွားစေနိုင်တာကြောင့်ပါနံပါတ်၁ကတော့အယောင်ရင့်တဲ့ကိုလာကိုလာကအယောင်ရင့်တယ်လေကယ်လိုရီနဲ့အရာပါဝင်မှုမြင့်တယ်လို့ဖော့စဖိုရက်ပါဝင်မှုလည်းများပါတယ်။ဒါရှိခန်းစည်းနဲ့ဆိုးစည်းတယ်လည်းပါဝင်နေပါတယ်။ဒါတွေကဆဲလန်းစီနိုင်တယ်လို့ခန္ဓာကိုယ်ကလည်းဖော့စဖိုရက်ကိုစောက်ယူနိုင်စွမ်းမြင့်တတ်နေတတ်ပါတယ်။ဒီအခြေအနေက ကြောက်ကနဲ့မတင်တော်တာကတော့အမှန်ပါပဲ။ ။ဒါကြောင့်ကြောက်ကယောဂါရှိနေတဲ့အယောင်ရင့်ရင့်ကိုလာတွေကိုရှောင်စေခြင်းပါတယ်။နံပါတ်2ကတော့သောဘတ်တိ။သောဘတ်တိမှာအာဟာရပဝေမှုမြင့်တယ်လို့နှလုံးကျမာစေတဲ့အစီအမြင်သက်သက်သွေးဆန့်ကျင်ပစ္စည်းတွေများစွာပါဝင်နေပါတယ်။ကျမာရေးနဲ့ညီညွတ်တဲ့အစားအစာတမျိုးဆိုပေမဲ့ကြောက်ကယောဂါရှိနေသူတွေအတွက်တော့မတင်တော့ပါဘူး။အချမ်းကတော့သောဘတ်တိကအာဒကံဖို့မြင့်တယ်လို့ဩရစီယံပဝေမှုကလည်းမြင့်ပါတယ်။နံပါတ်3 ကြုံချမ်းပေါင်မုတ်ကြုံချမ်းပေါင်မုတ်ကကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတစ်ခုပါ အာဟာရပြည့်ဝတယ်လို့အမြင်သက်ပါဝင်မှုလည်းများပါတယ်ဒါတင်လားဆိုတော့မဟုတ်ပါဘူးကြုံချမ်းပေါင်မုတ်က ဆိုဒီယမ်ပါဝင်မှုမြင့်တယ်လို့ဥဒစီယံလည်းတော်တော်လေးပါဝင်နေပါတယ်ဒါကြောင့်တောက်ကရှိသူတွေအနေနဲ့ကြုံချမ်းပေါင်မုတ်အစားပေါင်မုတ်အဖြူကိုပဲစားပေးပါဆန်လုံးညိုဆန်လုံးညိုမှာဆန်ဖြူသက်ပိုတက်ဆီယမ်နဲ့ဖော့စဖိုရက် အဝေမှုများနေပါပဲ။ဒါကြောင့်ကြောက်ကယောဂရှိနေမယ်ဆိုရင်ဆံလုံးမျိုးကို မစားပါနဲ့။မပြောသေး။မပြောသေးပါ။ပိုတက်ဆီယမ်ပါဝင်မှုမြင့်လာကြောင့်ကြောက်ကယောဂရှိသူတွေမစားတင်ပါဘူး။မပြောသေးရဲ့အင်းတရုတ်စီးဒီနန္ဒတီတို့ကလည်းကြောက်ကယောဂရှိသူတွေအတွက်မတင်တော့ပါဘူး။ဟုတ်ကဲ့ပါခင်ဗျာ။ရှောင်ရမယ့်အစားအစာတွေကိုပေါပြထားပြီးဖြည့်တဲ့အတွက်ကြောက်ကအားကောင်းအောင်စားရမယ့်အစားအစာတွေကိုဆက်လက်ပေါပြပေးချင်ပါတယ်။ တင်းရဲ့ကြောက်ကကိုအားကောင်းစေမဲ့အစားအစာတွေကတော့နံပါတ်၁ပန်းဒီပန်းဒီဟာကိုလက်စတောနဲ့ဂလူကို့စ်ပမာဏကိုညှော့စေနိုင်တဲ့ပျော်ဝင်အမြင်သက်ပတ်တင်ပါဝင်တဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အခွန်ပါစားဖို့တော့မမေ့ပါနဲ့။ပန်းဒီရဲ့အခွန်မှာတတ်တိုးဆန့်ကျင်ပစ္စည်းတွေအများကြီးပါဝင်တယ်လို့ပန်းဒီစိမ့်မှာဆိုဗီတာမင်စီလည်းကျွဲဝပါတယ်။နံပါတ်၂ဘလူးဘယ်ရီဘလူးဘယ်ရီတီးတွေက ကယ်လိုရီနဲ့ပြီးဗီတာမင်စီနဲ့အမြင်သက်တွေကျေပါပါတယ်။ဒီအတိကကျင်းစာယောဂါနှလုံးယောဂါတို့ကိုလည်းလာကွယ်ပေးပြီးအုံနောက်ကိုအကျိုးပြုပါတယ်လို့ဖိလာမှုတွေကဆိုပါတယ်။နံပါတ်3ကတော့ Omega 3 fatty acid အကျိုးပြုအဆီတက်တွေခေါ်တဲ့ Omega 3 fatty acid တွေကိုပင်လယ်ငါးတွေစီကနေရရှိနိုင်ပါတယ်။အကျိုးပြုအဆီတွေက အာယုံကြောစနစ်ရဲ့ဆဲတွေတိဆောက်တဲ့နေရာမှာ အဓိကနေရာကနေပါဝင်ပါတယ်။နှလုံးချက်သားတွေကိုအားကောင်းစေတယ်၊ခုခါအာသနိကိုအားကောင်းစေပါတယ်။ကြိုအပ်တဲ့အာဟာရပြီးဆောက်ယူတဲ့နေရာမှာအကူအညီပေးပါတယ်။အုံနောက်နဲ့အမြင်အာယုံဖွံ့ဖြိုးစေဖို့အတွက်လည်းလူကအဓိကပါပါတယ်။ Strawberry Strawberry နီရင်းရင်းလေးတွေက အနာရတာကောင်းတယ်လို့ဗီတာမင်နဲ့သက်သောစားခြင်းပစ္စည်းတွေ ပါဝင်မှုများတဲ့အတီးတွေပါ။သူ့မှာပါတဲ့အမြင်တတ်တဲ့ အာဟာရဓာတ်တွေကြောင့်နှလုံးယောဂါကျင်စာယောဂါတို့ကိုကာကွယ်ပေးပြီးဇုံရမ်းမှုယော့နေစေတဲ့အာနိသင်တွေလည်းအရှိပါတယ်။နောက်တစ်မျိုးကတော့ဟင်းနုနယ်သူ့မှာဗီတာမင် A, ဗီတာမင် C, ဗီတာမင် K နဲ့ဖောလိပ်ဓာတ်ပါဝင်မှုမြင့်မားတဲ့အပြင်ဗီတာကယ်ရိုဂျင်းကြောင့်လည်းကိုယ်ခန္ဓာကိုကောင်းစေနိုင်ပါတယ်။အမြအားရောအတွက်ကောင်းတဲ့အစင်းရောင်အတည့်အရွတ်တမျိုးလေဖြစ်တာမှု မကြမကြစားတုံးတင်တဲ့အစားအစာပါ နောက်ဆုံးတစ်မျိုးကတော့ကစွန်းဥပါကစွန်းဥမှာဗီတာမင် A နဲ့ဗီတာမင် C ကျွဲပါတယ်ဗီတာမင် B6 နဲ့ပိုတက်ဆီယမ်လည်းပါဝင်တယ်လို့အမြင်သက်လည်းပါဝင်မှုမနည်းပါဘူးပိုတက်ဆီယမ်ပါဝင်ဗီတာမင်နဲ့တက်တူးတက်တွေကခန္ဓာကိုယ်ထဲအဆူဒီယမ်ပမာဏကိုထိကြီးပေးပြီးကြောက်ကအပေါ်တည်ရောက်မှုရောနည်းအောင်ကူညီပေးပါတယ်ဒီလိုပေးခြင်းပြီးအဟာရကျွဲပါတဲ့အစာအသောက်တွေကိုနေ့စဉ်စားတော့ပေါ်ခဲ့သွင်းစားသုံးမယ်ဆိုရင် ကြောက်ကတည်းမကပဲခန္ဓာကိုယ်တစ်ခုလုံးအတွက် အကျိုးရှိစေမှပြင်ဆင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ကြောက်ကနဲ့ပတ်သက်တဲ့အသိပညာဗဟုသုတတွေရရှိနိုင်မယ်လို့ညွှန်လင့်ပါတယ်ခင်ဗျာ။ဗီဒီယိုကိုတော့ဒီမှာတင်ရနာခွင့်ပြုပါခင်ဗျာ။နောက်ဗီဒီယိုတွေမှာလည်းကျမ်းမာရေးဆိုင်ရာဗဟုသုတတွေကိုရှင်းဆက်မပြတ်ပြင်ဆက်ပေးတော့အောင်ပါမို့ကျွန်တော်ရဲ့ channel လေးကိုလိုက်ရ subscribe လုပ်ခဲ့ပေးဖို့မမေ့ကြပါနဲ့ဟုတ်ခင်ဗျာ။